အကွဲနမည်နဲ့လက်ရှိမှာတယောက်နဲ့တမီးချောင်းကိုမိတ်ဆွေပြပါလိုက်ကโอเคနာမည်ကဆွဲတဲ့ထက်ပါနော် computer science major နဲ့လောစေကျော်ချင်းမှာတက်နေတာကိုတစ်ချက်စောင့်နေပေါ့နော်အရင်ကတော့ Queensborough Community College ကနေပြီးတော့ associate degree နဲ့ပြီးတာတော့ပါ ာတော့တော့ဒီเจ้าအောင်ရွေးထားတာတော့မဟုတ်ဘူးဒါပေမဲ့လာကွာရီရောက်ရွေးထားပါဘူးနော်လာကွာရီရောက်အဲ့လို document ပိုင်းနေမှာရက်တာရှိတယ်ကျွန်တော်တို့တော့ကြာတော့ covid နဲ့ပတ်သက်တဲ့ဟာတော့တခြား MRI တို့ဘာလို့လဲပတ်သက်ပြီးရက်တာရှိတယ်ရက်တော့ reply နဲ့ကြာရတယ်နော်ငွေချင်းတရား queen sport ကို community ကိုအဲ့လို recommend ပေးတာနဲ့ရွေးကြည့်လိုက်တာပေါ့နော်ရွေးကြည့်လိုက်တဲ့အချိန်မှာအကုန်လုံးလည်းအဆင်ပြေသွားတယ်ဆိုတော့အခုတော့တက်ခေရတော်လေးအဆင်ပြေပါတယ် reply နေလည်းမြန်တယ်နဲ့ admission ကလည်းတော်လေးကူညီပေးတယ်ဆိုတော့တော်လေးကြုံရှိပါ atmosphere ကဘယ်လိုရှိလဲကျောင်းကလို့တောင်ကုန်းလို့မျိုးပေါ်မှာဆိုလှလဲလှတယ်လို့စင်လဲပြည့်ရပါတော့ကျောင်းသားကျောင်းသူချင်းချင်းကတော့အကုန်လုံး international college ကဆိုတော့လူမျိုးတွေစုံနေချင်းချင်းရင်းနှီးမှုတွေပါတယ်တော့လည်းရှိကြပါတယ်စင်ပြည့်ရဆုံးအင်တာနက်ရှင်နယ်စတူဒန့်အနေနဲ့အခက်အခဲအဲ့လောက်ကြီးတော့လည်းမရှိဘူးဆို လိုပါဆရာတွေကလည်းများသောပြန်လို့အငယ်ပိုင်းတွေကများတာဆိုသူတို့လည်းတေချာလေးကူညီပေးတယ်ဖြည့်ရှင်းပြတော့နားမလည်လို့ဆိုဘာညာပြန်ပြီးတော့မေးလို့ရတယ်သူတို့အေးဆေးလေးပြောပေးတယ်ဆိုတော့စင်ပြပါတယ်တချို့တလေလို့တခန်းနှစ်ခန်းလောက်ပဲလို့အရန်တက်ကြီးရဲ့ professor ဘိုင်းနဲ့ဆိုလို့ exam ဘိုင်းနေနဲ့လိုက်ရတာခက်တဲ့အနေထားလေးပါလေတော့ရှင်ဒါမှလည်းအဲ့ဒါ semester တစ်ခုနှစ်ခုလောက်ပါပဲနောက်ပိုင်းကျရင်တော့အဲ့လိုအသားကျအောင်နော် ပြန်အချင်းချင်းလည်းပြန်မေးပါညာဆိုတော့ចောင်းလမ်းចောင်းတွေအချင်းချင်းလည်းគូនីရယ်ဆိုတော့အဲ့ဒါတော်လေးစင်ပြပါတယ် အာ campus မှာ campus area တော်လေးရောလာတယ်အဲ့လိုပန်းနေပါပြီပွင့်နေချိန်မှာလို့ cherry နဲ့တပ်ပုံရိုက်လို့ရတဲ့ area တွေ garden နေပါလေရှိရဲ့ဆိုတော့အားအမျိုးတွေတော့ကြိုက်တယ်ပြီးရလို့တောင်ကုန်းပေါ်ဆိုတော့မြင်ကွင်းကတော့တော်တော်လေးလာတယ်ရေကန်နေပါလေရှိတာဆိုတော့အဲ့လိုနေရာတွေမှာတော့ AC သွားပြီးတော့ထိုင်စာလေးပါလေးလုပ်လို့ရတယ်အဆင်ပြေတော့เนาะအဲ့ဒီတစ်ခုတော့ကောင်းတယ် အာကျွန်တော်အနေနဲ့ student life ကရှိလာဆိုอืมရှိတင်တော့တော့ရှိပါအကြောင်းမှလည်းညာတော့ဖြင့်ကြောင်းမသွားနေရလဲများတော့အဲ့ဒါတော့အဆင်ပြေမှာ extra curriculum အနေနဲ့ဆိုလို့ရှိရင်အဲ့လိုသူတို့စာမွေးနေလို့ရှိရင်ဟို stress relief ဖြစ်စေတဲ့ event တွေပါရင်ရွေးလောက်ပေးတာရှိတယ်အဲ့လိုမုံလေးပါကြီးကြိတ်ပြီးလို့ရှိရင်အဲ့လိုနည်းနည်း fan ပေါ်တော့ကစားအဲ့လိုအချင်းချင်း activity လေးပါလေးလောက်ပေးကြရှိတယ်အဲ့ဒါမျိုးတွေအဆင်ပြေတယ်ပြီးရင်သူ ဒီမှာဆိုလို့ special holiday ရှိရဆိုလို့ special holiday နီးလို့ရှိရင်လည်းမတိုင်ခင်အကြောင်းပည့်ရမတိုင်ခင်မှာတို့အဲ့လိုအခန်းတစ်ခုခုထဲမှာစုပြီးတော့လို့ကျောင်းသားချင်းချင်းတို့ fan party လေးလုပ်ကြရှိရပါတော့အဲ့ဒါတွေကတော့အဆင်ပြေပါတယ်အဲအဲ့ဒါက ကိုယ်တိုင်ကဒီမှာ study process အပြင်မှာအလုပ်လဲလုပ်နေဆိုအဲ့တခုကတော့ခက်ခဲရောအကောင့်ဆိုနှစ်ခုလုံးတော့ရှိအောင်เนาะဟိုကိုယ်တိုင်ဆိုလဲအချိန်ပြည့်လုပ်လုပ်နေတာတစ်ဖက်ပြင်ကျောင်းမှာလဲပြောရင် credit တွေကယူတာများတယ်ဆိုတော့အဲ့ဒါတော့ဆက်ဆက်ချင်းတော့တော်လေးတော့ balance ဖြစ်အောင်လုပ်ရတယ်ဒီကတော့အဲ့လိုအကြောင်းနဲ့အလုံးနဲ့ကိုဘယ်လိုမျိုး schedule တွေအရင် manage ရတယ်ပြီးတော့ဘယ်ချိန်မှာဘယ်လိုစလုပ်ရမယ်ဆိုတဲ့ဟာတွေကို schedule ဘိုင်းတော့တော်တော်လေးတော့ကောင်းကြိုက်တယ်အစားတော့ ဟိုအချိန်ပြေးနဲ့နှစ်ခုလောက်အကြောင်းအလို့ကအချိန်ပြေးဆိုတော့ဒီတဲ့အတိုင်းပဲလို့တော်တော်လေးကို handle လုပ်ရတယ်မဲ့အဆင်ပြေသွားပါတယ်နောက်ပိုင်းကျတော့လေဆိုရရင်နည်းနည်း part time တော့လုပ်လို့ရလားဆို paper မရှိလို့ရှိရင်တော့အပြင်မှာတော့လုပ်လို့ရပါတော့ကျောင်းမှာတော့ဒီကလုပ်လို့တော့မရဘူးကျောင်းမှာဒီက document တွေလုပ်ရဲဆိုတော့အဲ့တခုတော့ရှိတယ်ဒါပေမဲ့ document ရှိသွားပြီဆိုလို့ရှိရင်တော့ဘယ်ညမှာဖြစ်ဖြစ် part time ရော full time ရောလုပ်လို့ရပါတယ်ဒါတော့ အာကျောင်းမှာ international student အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တက်တဲ့ကျောင်းမှာတော့လို့ ASAP လို့ခေါ်တဲ့ program တစ်ခုရှိရပါတော့။သူက international student တွေအတွက်လို့ဦးစားပေးပြီးတော့လုပ်ထားတဲ့ဟာမျိုးလို့အာ activity အနေနဲ့ဆိုလို့ရှိရင်သူကအတန်းရွေးတာပါညာကြီးသူတို့နဲ့တိုင်ပင်လို့ရတယ်။တခြားကိုအခက်ခဲရှိရလို့ budget နဲ့ပတ်သက်တဲ့အခက်ခဲလို့ဒါမှမဟုတ် tutoring အခက်ခဲတော့အဲ့လိုမျိုးဟာရယ်ဆိုလို့ရှိရင်အဲ့ program တွေနဲ့သွားပြီးတော့ပြောလို့ရှိရင်သူတို့ကူညီပေးတယ်ပေါ့နော်။အဲ့တခုတော့လောလောဆယ်မှာ join လာတာတော့ရှိတယ်။ အာ event တွေ festival တွေနေနဲ့တိတ်ပြီးတော့အဲ့လိုမျိုးကြီးတော့မရှိဘူးဒါပေမဲ့လောလောဆယ်နောက်ဆုံးဟို associate degree ရတာဆိုတော့အဲ့ associate degree ပွဲတစ်ခုတော့ကြိုက်တယ်ဗောနော်အဲကျောင်းသားတွေအကုန်လုံးစုကြပြီးတော့တပုံရိုက်တာတော့ပြီးရင် graduation တက်ယူတဲ့ချိန်တွေပါဆိုတော့အဲ့ဒါလေးတော့ပြောတာပြောခဲ့ရပါတယ် အဲ့ခုတော့တစားတော့ပြောရတဲ့အတိုင်းပဲတော့ John Jay ကို Cyber Security Major နဲ့အဲ့လို transfer ဖို့တက်ဆောင်နေပေါ့နော်အဲ့မှာပဲ Bachelor Degree ပြီးပြီးတော့ Master ဆက်တက်ပြီးတော့အဲ့အကြောင်းမှာပဲအဲ့လို Internship Program ရှိရဆိုတော့အဲ့လိုမျိုးပဲအဲ့ရနဲ့အလုပ်သွားလုပ်ဖို့အတွက် season တာပေါ့နော်အဲ့တော့လောလောဆယ် plan ပေါ့ခုလိုမျိုးဖြေချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာโอเคကျေးဇူးတင်ပါတယ်ခုလိုမျိုးလုပ်ပေးတဲ့အတွက်